အကြောင်းတွေကပေါ့နော်ကျွန်တော်ကနားနေတာပေါ့တမလို့ထဲမှာရှိတဲ့အရာရှိအရာခံအကျက်စစ်တီအပွင့်အခက်အမ်တိုင်းမှုဥမာတကူဂျီဝမ်ပြူဝမ်မှုအဲရှိကြတာပဲအဲအဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်အခုကျွန်တော်ပြောချင်တာအဲ့ဒါတွေမဟုတ်ဘူးကျွန်တော်អော်ခဲ့တယ်ပြည်ဒီဦးတို့မိသားစုတွေနော်အခုတရားဥပမာလာလူကြတယ်လူရမယ်လူကိုလူရမယ်ဝမ်းသာတယ်អော်ရတာတန်းတယ်ဘာဖြစ်လို့လဲဒီပြည်ဒီဦးနဲ့အိနာကျော်စင်းနဲ့သူတမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှုဆိုရှယ်နက်ဝက်မှာ public area မှာပြန့်သွားတယ် ဒါပေမဲ့အဲ့ဒီတို့ရဲ့အလူလူတဲ့အလူနဲ့တို့ရဲ့เนาะတို့ရဲ့မျက်နာတွေရုပ်ပိုင်းဆိုင်ရာတွေတရုပ်ဆောင်တွေပေါ့အဲ့ဥစ္စာတွေကပြည်သူလူထုဂျားရဲမှာသွားရောက်ပြီးတော့မှဒီငလင်းတံပေးတဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတစ်ပုတ်စိတ်ချမ်းတော့တာတာသွားရတာလေကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားเนาะဒါကပြည်သူဦးနဲ့အင်နာကျော်စင်နဲ့သူ့သမီးနဲ့ကျွန်တော်ကတဲပဲကျွန်တော်ကတွေ့ရင်မျက်နှာတွေလူနဲ့တွေ့မယ်ကောင်ဒါပေမဲ့အခုလိုလောက်ရမျိုးတွေကြတော့တို့မြန်မာလုပ်ပေးရမယ်เนาะဒါပေမဲ့တို့ကိုယ်လည်းသူတိုင်းလည်းတို့လည်းတည်တည်နေငါတို့တွေတိုင်းပြည်ကို လက်တော်ကြောင့်တောင်ပြီးစီရံဆိုပြီးတော့ဖြတ်ခဲ့မှုတယ်အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပြီးခဲ့မှုတယ်ကုညီခဲ့တယ်အဲဒါဒါတကူအခန်းကဏ္ဍတကူနောက်တစ်ခုကမက်ခိုင်နင်းဝေမက်ခိုင်နင်းဝေလို့အမျိုးသမီးရဲ့ဓမိန်ကိုရှော်ဝါရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလေဒါတနိုင်ငံလုံးသိတယ်ဒတိုင်းမီလုံးသိတယ်ကျွန်တော်ဘာလို့လုပ်နေဆိုတာသိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချစ်တယ်တက်မလို့ပါကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကိုပပလီအရီမှာလူသိရှင်ညာပြောလိုက်မယ်ရှော်ဝါရင်တော့မှကျွန်တော်ကိုယူတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ KTU အင်တာကျော်စင်လို့ရဲ့ဇော်ဘုံဟိန်ကျူဆူလိုက်တဲ့ရုပ်တံနဲ့အတူတက်မ89တက်မမှုနဲ့တုံပန်းများနှုတ်ပိတ်တဖြတ်ခြင်းမခံရစေရန်နေရာခွဲပြီးထိမ့်သိမ်းထားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် အင်းတော်မျိုးတိမ့်တိုက်ပွဲမှာဖမ်းမိထားတဲ့တမ89တက်မမှုနဲ့စစ်တုံးပန်းတွေကိုစစ်ကောင်စီကနှုတ်ပိတ်တက်ဖြတ်လို့မရအောင်နေရာခွဲပြီးထိမ့်သိမ်းထားတယ်လို့ဒေတာကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ April 9ရက်နေ့မှာအင်းတော်မျိုးကစစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကအပြစ်တက်သိမ်းယူပြီးမျိုးတိမ့်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံစခန်းမှာတက်ဆွဲထားတဲ့တက်မ89တက်မမှုနဲ့စစ်သားတွေဟာကတဘက်ကိုထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့တော်လန်ရေးအင်အားစုတွေကလိုက်လံဖမ်းဆီးနိုင်ခဲ့တာပါတက်မ89တက်မမှုဗိုလ်မှူးချုပ်အောင်တအူးအပါဝင်စစ်တုံးမှန်တရားကျော်ကိုတော်လန်ရေးအစုအဖွဲ့တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ပြီးအစုလိုက်ပြုံလိုက်နှုတ်ပိတ်တက်ဖြတ်တာမျိုးလုပ်လို့မရအောင်နေရာကွဲပြီးထိမ့်သိမ်းထားတယ်လို့ဒေတာကကွေရဲ့အဖွဲ့ခေါင်းဆောင်တယောက်ကပြောပါတယ်။အင်းတော်ဒေတာခန်တော်လိုင်းရဲ့ဘော်တယောက်ကလောလောဆယ်ကျွန်တော်တို့ဖမ်းမိတဲ့ဟာကရာကြုံမယ်ဗျ။ဒါရီနဲ့ပတ်သက်လို့ကျွန်တော်တို့ကထိမ့်သိမ်းထားစေပါစိတ်ချရမယ့်နေရာတွေမှာသူတို့ကိုခွဲချမ်းပြီးတော့အဆောင်ရှောင်းနဲ့သူတို့ကိုတည်တည်ချာချာထိမ့်သိမ်းထားပါတယ်။နေရာတိကျပြောပြဖို့တော့ခက်ပါတယ်။ နေရာတိတိကျကျသိရင်သူတို့လူကိုသူတို့ပြန်ပြီးတော့လေရင်နဲ့ဘုံကျက်တက်တာလောက်တက်တဲ့အပေါ်မှာကျွန်တော်တို့ကတိတိကျကျပြောပြဖို့ကခက်ပါတယ်သူတို့ဘက်ကဒဏ်ရာရတဲ့သူတွေကိုစေကူပေးတာရှိမယ်သူတို့စီမှာစစ်ဆေးစရာရှိတာတွေကိုစစ်ဆေးပြီးပြီဆိုမှပဲတုံ့ပန်းဥပဒေနဲ့ထိမ့်သိမ်းထားမှာဖြစ်တယ်လို့ အပြစ်ရှိရင်တော့အပြစ်ရှိသလိုထောင်ချတာတွေအေးအေးယူတာတွေရှိကောင်းရှိနိုင်ပါတယ်တရားရုံးကဘလို့ချမှတ်မယ်တော့မသိဘူးလူမြောက်နေမြေပို့တာတို့ထောင်ချတာတို့ဒါကတော့နှင်းမျိုးစုံတော့ရှိပါတယ်ပြောဖို့တော့ခက်ပါသေးတယ်လက်ရှိမှာတော့ထိမ့်သိမ်းထားစေပဲဟုတ်တယ်စစ်ဆေးတာတွေဘာညာအများကြီးကြံနေပါသေးတယ်လို့ပြောပါတယ်ကျွန်တော်ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်နိုင်ငံမှာကျွန်တော်တို့အတွက်တော့မပြောတော့ပါဘူးเนาะကျွန်တော်အတွက်တော့မပြောတော့ပါဘူးကျွန်တော်ဆိုလဲအတိုက်ခိုက်ကြတယ်အတိုက်ခိုက်တာကဟိုတက်မလို့ကလူတွေလည်းကျွန်တော်တို့တိုက်ခိုက်တယ် เนาะဟိုကျွန်တော်တို့ကဟိုတက်မတော်တွေမှာကြီးပြင်းလာတဲ့လူတွေဖြစ်တဲ့အတွက်တော့တက်မတော်တွေကတိုက်ပြီးတော့ဗောနော်အချောင်းတွေကဗောနော်ကျွန်တော်ကနားနေတာဗောတက်မတော်တွေမှာရှိတဲ့အရာရှိအရာခံအကျက်စစ်တီအပွင့်အခက်အမ်တိုင်းမှုဥမာတကူဂျီဝမ်ပြူဝမ်မှုအဲရှိကြတာပဲအဲအဓိကတော့ကိုကိုရန်တိုက်ပြလုံဖို့လိုတယ်အခုကျွန်တော်ပြောချင်တာအဲ့ဒါမျိုးမဟုတ်ဘူးကျွန်တော်អော်ခဲ့တယ်ပြည်ဒီဝူတို့မိသားစုတွေနော်အခုတရားဥပမာလာလူကြတယ်လူရမယ်လူကိုလူရမယ်ဝမ်းတာတယ်អော်ရတာတန်းတယ်ဘာဖြစ်လို့လဲ ဒီပြည်သူ့နဲ့အင်တာကျော်စင်းနဲ့သူသမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှုဆိုရှယ်နက်ဝက်မှာ public area မှာပြန့်သွားတယ်။ဒါပေမဲ့အဲ့ဒီသူတို့ရဲ့အလူလူတဲ့အလူနဲ့သူတို့ရဲ့เนาะသူတို့ရဲ့မျက်နှာတွေရုပ်ပိုင်းဆိုင်ရာတွေတရုတ်ဆောင်တွေပေါ့အဲ့ဥစ္စာတွေကပြည်သူတို့ဂျားထဲမှာသွားရောက်ပြီးတော့မှ ဒီငလင်းတံပေးတဲ့နဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတပုတ်စိတ်ချမ်းသာတ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 ော်ရတာလေကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားနော်ဒါကပြည်သူ့နဲ့အင်နာကျော်စင်းနဲ့သူ့သမီးနဲ့ကျွန်တော်ကတဲပဲကျွန်တော်ကတွေ့ရင်မျက်နှာတော်တူနဲ့တွေ့မယ်ကောင်ဒါပေမဲ့အခုလိုလောက်ရမျိုးတွေကြတော့သူတို့မြန်မာလုပ်ပေးရမယ်နော်ဒါပေမဲ့သူတို့ကိုယ်လည်းသူတိုင်းလည်းသူတို့လည်းတည်တည်နေငါတို့တွေတန်းပြီးကိုလက်တော်ကြောင်းတောင်ပြီးစီရီယံဆိုပြီးတော့ဖြတ်ခဲ့မှုတယ်အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပေးခဲ့မှုတယ်ကုညီခဲ့တယ်အဲဒါဒါတစ်ခုအခန်းကဏ္ဍတစ်ခုနောက်တစ်ခုကမက်ခိုင်နင်းဝေး မက်ကင်နင်းဝေလို့အမျိုးသမီးရဲ့ဓမိန်ကိုရှော်ရရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလေဒါတနိုင်ငံလုံးသိတယ်တိုင်းပြည်လုံးသိတယ်ကျွန်တော်ဘာလုပ်နေဆိုတာသိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချစ်တယ်တက်မှာပါကျွန်တော်လိုလူမျိုးကမက်ကင်နင်းဝေရဲ့ဓမိန်ကို public area မှာလူသိရှင်ကြားပြောလိုက်မယ်ရှော်ရရင်တော့မှကျွန်တော်ကိုယူတယ်လူတွေဘာလို့မက်ကင်နင်းဝေကိုအဲ့လိုပြောကြတာလဲဖြူဖြူထွေးတို့နွယ်ဘိုးအိမ်တို့တော့ရေခဲကြောင်းကြီးလေးတို့အပိဇွဲထက်ကျွန်တော်ဇွဲထက်လေကျွန်တော်ပြောခဲ့တာပဲအာဇွဲထက်ကဘယ်လိုလုပ်ပါလဲပါကျွန်တော်ပြောတယ် ဒါပေမဲ့နိုင်ငံနဲ့နိုင်ပြည်နဲ့လူမျိုးနဲ့ဖြစ်နေတဲ့အချိန်မှာအားလုံးကကိုတက်ဆွမ်းသမျှနဲ့တယောက်လက်ကိုတယောက်ဆွဲတယောက်လက်ကိုတယောက်တွဲပြီးတော့မှကူညီနေတဲ့အချိန်မှာခိုင်နှင်းဝေလိုမိမမျိုးကိုမကိုင်နှင်းဝေပေါ့နော်တိုက်ခိုက်နေတာခမရတို့မဆက်ကြဘူးလားဟမ်ခမရတို့ဆွမ်းနာကပြားမှာပါသွားပြီးပြီဒီဇွန်နီလာတဲလို့ပါလို့နင်တို့ပြန်လာကူညီလေမဟုတ်အဲ့ဇွန်နီလာတဲဆိုလေအတိုင်းတိုင်းမလားအဲ့ကောင်မကအဲ့ကောင်မတွေကိုချမ်းချမ်းတို့ဥမလင်းလင်းတို့ချစ်သူဝေတို့မင်းမောင်ကုန်းတို့ဗမာလေး မင်းတို့မှာမြန်မာပြည်မှာမျိုးမရှိဘူးလားမင်းတို့ကွက်ပြောက်တော်လူလို့ရတယ်ငါတို့မြန်မာပြည်ဘာဖြစ်နေလဲဆိုတာလူတိုင်းသိတယ်ငါတို့နိုင်ငံကောက်တယ်မြေဟိုကနေပြိုင်တိန်တန်မလေးအဖာတယ်မလေးတိရဆောက်ခွက်ကကြည့်လိုက်လေကျွန်တော်လီထိတ်တော့မလာဘူးသူဆောက်ခွက်ကကျွန်တော်ပြန်ကြည့်တယ်သူဆောက်ခွက်ကြည့်လိုက်ကျွန်တော်လီထိတ်ကိုကြည့်လိုက်နေဦးသူဆောက်ခွက်ကျွန်တော်လီထိတ်တော့မလာတယ်ဖာတယ်မအာဘာမှလည်းကြက်ပြားမှမလုပ်ခွင့်နဲ့ဝေဖန်တဲ့လူတွေအောက်မှာအခုအစစ်စိုးရောက်ခုကြီးနေတာမဟုတ်ဘူး န်လေဒီကိုကူညီတယ်မဟုတ်တန်ခါရေးကိုကူညီတယ်မဟုတ်ဘူးပါတီတွေကိုကူညီတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်နော်ဒီကကြီးသုံးပါဘေးကိုစိုက်နေတဲ့အချိန်မှာနော်တကြက်တည်းနောက်ဆုံးရေခဲချောင်းတက်နိုင်တဲ့လူတော်ရေခဲချောင်းလူနေတဲ့အချိန်ဒီအချိန်ကမျိုးကြောင်နေတဲ့အချိန်မှာဘာလည်းမခံနေဝေးကိုတိုက်ခိုက်ကြတာဟမ်ကျွန်တော်တို့ပြောခဲ့ဘူးတဲ့နော်ဇွဲတက်စီတိုင်းပါပြီစမ်းဝင်းဘေဘွားတွေရောက်လာတယ်အခုသူလုံနေတယ်လေဟုတ်လားသူကူညီနေတယ်လေဒီကက်ဘေးမှာ တော်သမိုင်းလူနဲ့ຫນွေပိုးကြီးကျွန်တော်လည်းမသိဘူးဟိုကလားကိုကြီးလားအိန္ဒိယလားအစ္စလမ်လားဘာကျွန်တော်ဘာသာတွေမခွဲကြဘူးကုညီတယ်ဖြူတွေလည်းကုညီတယ်ဆိုင်းဆိုင်းတို့ကုညီတယ်အခုပြည်ဒီဦးတို့အိန္ဒါကျော်စင်တို့ထွက်လာတယ်တန်တယ်အော်ရတာလူမင်းတို့တခြားသောလူပညာရှင်တွေထွက်လာခဲ့ဟိုနော်ကျွန်တော်တို့နဲ့အတူတူသွားရအောင်သွားလူရအောင်အဲ့ကြကျွန်တော်တို့အားလုံးပြည်ပေါင်းကချပြီးတော့မှတိုင်းပြည်နိုင်ငံလူမျိုးဒါစီရေးလည်းမဟုတ်ဘူးနော်ဒါကကကြကြီးတုံးမဘေးကိုဆိုင်းနေတဲ့လူတွေအများကြီးဒုက္ခရောက်နေတာအဲ့တော့ခိုင်နှင်းဝေလောက်တော့မလုံနိုင်တဲ့လူတွေကနော်အောက်တန်းသားဆန်ဆန်ပြောတာဟိုအောက်တန်းသားတွေက အောက်တန်းသားစကားတွေပြောပြီးအောက်တန်းသားမှတ်နေမှန်းကြတယ်ခင်ဗျားတို့နိုင်ငံဘယ်လိုလူမျိုးတွေလဲဘယ်လိုလူမျိုးနဲ့ရှင်တန်ကြီးပွားလဲဟင်ခင်ဗျားတို့မှာဘယ်လောက်ပဲအကောင်းလုပ်လို့ဟာအစိုးရဘာလုပ်ပေးတာတို့ဘာလို့ဖြစ်နိုင်လားဟမ်ဖြစ်နိုင်လားသူ့ခင်ဗျားသားသမီးတွေအများကြီးသူငွေစားရတာဒီမိန်းမကမတေကလေးကနှက်ပြီးဘုံပိတ်မှောင်ရောက်ပြီးသားခိုင်နေခိုင်နေမလဲကျော်လဲမသိဘူးညောင်ကျွန်တော်လေးစားရသောပုံကိုယ်ထဲမှာခိုင်နေဝေးပါတယ်ခင်ဗျားတို့ချမ်းချမ်းလို့ပါဇက်ပြဲကြီးနဲ့អော်ပြီးအီတလီလိုမရဟမ်ပြောတဲ့စကားတွေ အချစ်သူတွေတော့ကျွန်တော်တို့တရားနိုင်ငံပြောတာတွေဟမ်ခင်ဗျားတို့ဗျာလူအတိလူရဲ့ brain ဉာဏ်မရှိဘူးပေါ့ဗျာလူစိတ်စိတ်ရင်းအမှန်မရှိဘူးပေါ့သူများကိုလိုက်ပြီးတော့မှတိုက်ခိုက်တာကျုပ်တို့ကတိုင်းပြည်ကိုမပြတ်ဘူးဆိုလိုတော့လေကျွန်တော်ပြောပြီးပြီခိုင်နှင်းဝေထမင်းကိုရှော်ပေးရရင်တော့မှကျွန်တော်အမေထမင်းကပထမဦးဆုံးဖြစ်ပြီးတော့ခိုင်နှင်းဝေကျွန်တော်မိမထမင်းကဒုတိယဖြစ်ရင်ခိုင်နှင်းဝေထမင်းကိုကျွန်တော်တတိယအနေနဲ့ကျွန်တော်ရှော်ပေးလိုက်မယ်ဘာလို့လဲကျွန်တော်နိုင်ငံသူနိုင်ငံသားအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာเนาะဒီလိုပရာဟိတဖြစ်တဲ့เนาะခိုင်နှင်းဝေတို့ အမျိုးသမီးကကျောင်းတိုင်းပြည်နဲ့နိုင်ငံတူမျိုးတွေနော်သူတက်နိုင်တာနဲ့သူ့ရဲ့လုံးလုံးနိုင်စွာရှိတဲ့အရာနဲ့လှုပ်ပေးတာကိုဟမ်ခမရတို့ဘာဖြစ်နေအောင်ခမရတို့ပေါ်ပင်မဲရမယ်တိလားဖင်မရနဲ့ဖင်ရရင်စော်ဘုံရုံခေါ်လိုက်ဖုန်းနံပါတ်က0753333669 6808လေးလေးလုံးနဲ့အိမ်တိုင်းရာရောက်လာလို့ပေးမယ်တိတ်